Hello, welcome back to my channel. ဒီ vlog မှာတော့ vocabulary ငါးလုံးပဲလေ့လာရင်းနဲ့အဲ့ဒီ vocab ငါးလုံးနဲ့ဆက်ဆက်နေတဲ့တခြားစကားလုံးတွေကိုပါသုံးပြီးတော့စကားတွေဘယ်လိုအများကြီးပြောလို့ရတယ်ဆိုတာကို sharing လုပ်တော့မှာမို့လို့စိတ်ဝင်စားရဆိုရင်ဆက်လိုက်အောင်ဗျ။ဒီ vlog မှာအဓိက base လုပ်ပြီးလေ့လာသွားမယ် vocab ငါးခုကတော့ work, grow, friend, happy နဲ့ home လို့ပဲဖြစ်ပါတယ်။ဒီငါးခုကတော့ကျွန်တော်တို့ drummer များအတိတ်ပဲသိပြီးသားဖြစ်မယ်လို့ထင်ပါတယ်နော်။ ဒါပေမဲ့ကျွန်တော်တို့ကဒီ vlog မှာအဲ့ဒီငါးလုံးတွေကိုသိနေတာနဲ့ရက်မနေပဲနဲ့သူတို့နဲ့ဆက်ဆက်တဲ့ဒီလိုစကားလုံးတွေကိုပါတစ်ခါလေးလေ့လာပြီးတော့အင်္ဂလိပ်စကားပြောလေ့ကျင့်သွားပါပါခင်ဗျာဒီ vlog မှာတော့ကျွန်တော်ကမစုံနာကြပါဖြစ်တဲ့တငယ်ချင်းတွေအောင်မထင်မှတ်ပဲ coffee sand တခုမှပြန်တွေ့လို့စကားပြောပြကြတဲ့ပုံစံမျိုးလေးရွေးထားပါပါခင်ဗျာအဲ့တော့ဒီ vlog ကိုအချိန်ပေးပြီးကြည့်ရကြိုလည်နှက်သွားအောင်အခုတစ်ခါလေးကျွန်တော်နဲ့အတူတူ practice လုပ်ဖို့အတွက်ဖိတ်ခေါ်ပါပါခင်ဗျာကျွန်တော်နဲ့အတူတူ live ပြောကြည့်ခင်မှာကျွန်တော်ဖတ်ပြတာကိုအစအဆုံးနားထောင်ပြီးတော့ story line ကိုအရင်နားလည်အောင်လုပ်ဖို့အတွက်အကြံပေးခြင်းပါတယ်။ story line ကိုနားလည်သွားပြီးဆိုတော့မှအစကိုပြန်သွား ားပြီးတော့ကျွန်တော် sentence တစ်ချောင်းပြောပြီးတိုင်းဗီဒီယိုကိုခဏရပ်ပြီးတော့ live ပြောကြည့်စေချင်ပါတယ်အဲ့တော့ကျွန်တော်နဲ့အတူတူ practice လုပ်ဖို့အတွက် ready ဖြစ်ပြီဆိုရင်ကျွန်တော်ဆက်လိုက်အောင်ဗျာ Liam No way is that really you Ethan wow I can't believe this how long has it been Too long I think the last time we saw each other was before I changed job That's right sit down man tell me everything how's work going it's been busy, but I love it. The workload is heavier than before, but the environment is really workable. And we have workshops every month to improve our skills. That's amazing. It sounds like you're really growing in your career. Yeah, and I've made some great friendships at work too. Everyone is so friendly. That's so good to hear. Happiness at work, it's so important. My last job makes me so unhappy that I finally decide to quit. Really? What happens? The workload keeps increasing and I feel like I'm not growing anymore. I'm not happy, so I know it's time for a change. To make sense. So what are you doing now? I actually start working from home. I do freelance now and I love it. Being a homeowner now it also gives me more time to take care of my place. That sounds perfect for you. So no more rush into the office every morning. Nope, I get to enjoy my coffee at home before starting work. I'm so happy for you. It sounds like you've really found what works for you. Thanks. And what about you? Still living in the same place? Yep, my household is the same, but I've been making small changes to my home to make it feel cozier. That's great. Sounds like we're both growing in our own ways. Absolutely. Life changes so much, but I'm really happy with where things are now. Me too, and I'm so glad we ran into each other today. We need to catch up more often. definitely let's not wait so long next time ကဲဘလို့လေကျွန်တော်လည်းအတူတူလိုက်ပြောကြည့်ရင်လည်းတချို့ focus အသစ်လေးတွေကိုတည်သွားတဲ့အပြင်စကားပြောတဲ့အခါမှာလည်းသူတို့ကိုဘလို့မျိုးထည့်သွင်းလို့ရတယ်ဆိုတော့ဟာတခါလေးလေးလာပြီးသားဖြစ်သွားပြီမလားကျွန်တော်တချို့ကလာမေးကြရဗျအကိုကြီးကျွန်တော်က vocab တွေတော့တည်ရဲဒါပေမဲ့အဲ့ဒီ vocab တွေကိုထည့်သွင်းမှုတွေအခုအခုပြောသွားသလိုမျိုးစာကြောင်းတွေကိုမစင်းစားတတ်ဘူးဘလို့လောက်ရမလဲပေါ့ ဲ့လိုမစဉ်းစားတတ်သေးတာကတကယ်တော့ကျွန်တော်တို့က English conversational pattern တွေသိမသိသေးလို့ပါကျွန်တော်လည်း English စာနဲ့ English စကားစပြီးလေ့လာကြတာတော့ကအဲ့လိုမျိုးစကားပြောဖို့ pattern တွေသိမသိတာကြောင့်မလို့ကျွန်တော်လေ့လာထားတဲ့ pattern တွေတဲကတချို့အသုံးဝင်မဲ့ pattern လေးတွေကို share လုပ်ထားတဲ့ vlog တစ်ခုကိုကျွန်တော် channel မှာတင်ပေးထားပါရခင်ဗျာဒီ video အောက်က description ထဲမှာလည်း link ချပေးထားပါရစိတ်ဝင်စားရဆိုရင်တွေ့ကြည့်လိုက်နော်ဒီ vlog ကိုအဆုံးမသတ်ခင်မှာကျွန်တော်တစ်ခုလောက်အကြံပေးချင်ပါရခင်ဗျာ ဘာသာစကားလေ့လာရဲဆိုတာကခုနလိုမျိုး vocab တွေ pattern တွေကိုဘယ်လိုသုံးရတယ်ဆိုတာကိုသိယုံနဲ့ဘာသာစကားတက်မြောက်သွားပြီလို့သတ်မှတ်လို့မရပါဘူးနော်အပြင်မှာလက်တွေ့အသုံးချနိုင်မှသာတကယ်တက်တဲ့အဆင့်ကိုရောက်တာပါအဲအကြောင်းကျွန်တော်တို့ကကိုသိထားတာတွေနားထောင်ထားတာတွေကိုတခြားသူတွေနဲ့အပြင်မှာ communicate လုပ်တဲ့အခါမှာထည့်သုံးဖို့အတွက်လိုအပ်ပါတယ်ခင်ဗျအဲဆိုရင်တချို့ကပြောလိမ့်မယ်အကိုကနိုင်ငံခြားမှာအလုပ်လုပ်နေတော့စကားပြောတဲ့အခါမှာနေ့တိုင်းပြန်သုံးကြည့်လို့ရတယ်လေနိုင်ငံခြားမရောက်သေးတဲ့သူတွေကြတော့ဘယ်လိုလုပ်မလဲပေါ့အဲ့လိုစိတ်မပူပါနဲ့ AI ရှိပါတယ် ကိုကအခုလောလောဆယ်ကိုလေ့လာနေတဲ့ဘာသာစကားပြောတဲ့ပတ်ဝန်းကျင်မှာရှိမနေသေးဘူးဆိုရင်လည်း AI ကကျွန်တော်တို့နဲ့စကားပြောပြတဲ့တငယ်ချင်းတယောက်အနေနဲ့ကူညီပေးနိုင်ပါတယ်။ AI နဲ့ကျွန်တော်တို့လေ့လာနေတဲ့ဘာသာစကားကိုပြောပြီးဘယ်လိုလေ့ကျင့်လို့ရရဆိုတာကို YouTube မှာရှာကြည့်လို့ရပါတယ်။တကယ်လို့ AI ကိုမသုံးကျင်ဘူးလူအစ်စ်နဲ့ပဲစကားပြောလေ့ကျင့်ကြတာဆိုရင်လေကို့လိုပဲဘာသာစကားလေ့လာနေတဲ့တခြားသူတွေနဲ့ Video Call ခေါ်ပြီးစကားပြောလေ့ကျင့်လို့ရတဲ့ Application တွေလည်းရှိနေပါပြီခင်ဗျ။အဲ့ဒါတွေကိုဘယ်လိုသုံးရရဆိုတာကိုတရားရှင်းပြထားတဲ့မြန်မာနိုင်ငံက Vlogger တွေလည်းရှိပါတယ်။ကျွန်တော်ကတကယ်မသုံးပြသေးတော့တရားမရှင်းပြနိုင်လို့ပါခင်ဗျ။ ဘာဖြစ်ဖြစ်ဒီ vlog လေးကကြည့်နေတဲ့သူတွေအကျိုးရှိတယ်လို့ထင်နေဆိုရင် like ပေးခဲ့လို့ရပါတယ်။ကျွန်တော်နောက်ထပ်ဒီလို vlog တွေတင်တဲ့အခါမှာသိရဖို့အတွက်ကျွန်တော် channel ကို subscribe လုပ်ပါသေးဘူးဆိုရင် subscribe လုပ်ခဲ့ဝမ်းမေးနေအောင်နော်။ကျွန်တော်ရဲ့နောက်ထပ် vlog တစ်ခုမှာပြန်တွေ့ကြမယ်။ကျမ်းမာပျော်ရွှင်အဆင်ပြေပါစေ။ Bye bye ။